ကမ္ဘောဒီးယားထိုင်းငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးပွဲမှာကြားဝင်ဖြန့်ဖြဲသူအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကုလသမဂ္ဂကိုအော်တိုဘာလ26ရက်မှာအပြင်းထန်ဝေဖန်ခဲ့ပါတယ်။ကမ္ဘာအဖွဲ့အစည်းကလုတ်ခဲတင်တာဖြစ်ပေမဲ့သူတို့ကအရေးယူဆောင်ရွက်ခြင်းမရှိဘူးလို့လည်းဆွတ်ဆွဲခဲ့ပါတယ်။ကုလသမဂ္ဂကဘာမှမလုပ်ဘူးလို့ထရမ့်ကပြောရင်ငြိမ်းချမ်းရေးကြိုးပမ်းချက်တွေကိုမထောက်ပံ့တဲ့အတွက် ကုလအဖွဲ့အစည်းကိုဝေဖန်ပြောကြားခဲ့တာပါ အမေရိကန်နိုင်ငံဟာမျိုးဆက်များစွာအတွက်ဒေသတွေအတွက်အားကောင်းတဲ့မိဖက်တူဖြစ်လာမယ်လို့လည်းအမေရိကန်သမ္မတဒိုနယ်ထရမ်ကအရှိတအဝါရှခေါင်းဆောင်တွေကိုအော်တိုဘာ26ရက်မှာပြောခဲ့ပါတယ်ထရမ်ဟာအရှခီးစရဲ့ပထမဆုံးခီးစအဖြစ်မလေးရှားနိုင်ငံစီရောက်နေပြီးဇူလိုင်လမှာ9ရက်ကြာနေဆက်ပရိပခါကိုအစုံသက်ဖို့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားမှာဂျာဝင်ညှိနှိုင်းပေးခဲ့တာပါ ကမ္ဘောဒီးယားထိုင်ပြစ်ခတ်ရဆက်ရေးသဘောတူညီချက်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရှေ့မှာလက်မှတ်ရေးထိုးခဲ့ကြပြီးငြိမ်းချမ်းရေးစီဦးတည်တဲ့လမ်းကြောင်းတစ်ခုလို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးစီဟာဆပ်ဖောက်ကက်ကယောက်ကခေါ်ဆိုခဲ့ပါတယ်။ထိုင်းနိုင်ငံခြားရေးဝန်ကြီးကအမေရိကန်သမ္မတရဲ့ပါဝင်ပတ်သက်မှုကိုလည်းအော်တိုဘားလ26ရက်မှာချီကျူးကွန်ပြုခဲ့ပါတယ်ရှင်။